မင်္ဂလာပါခင်ဗျာစာတိချက်ကြွေမွေးရမည်နဲ့ဝေးရမှာရုံးကန်လှုပ်ရှားနေကြရတဲ့မြန်မာလူမျိုးတွေရဲ့မျောလင်းချက်အိမ်မက်တွေနဲ့သူတို့ဘယ်လိုကြိုးစားနေထိုင်ကြလဲဆိုတာနားဆင်ကြရမှာပဲဖြစ်ပါတယ် Okay မင်္ဂလာပါခင်ဗျာကျွန်တော်အရောဆက်မယ်ဖြစ်ပါတယ် Okay ဒီစီးရီးမှာပါဝင်ရတဲ့သူတွေရမယ်ဟုတ်ပါပါတယ်ဒီကုတ္တိမာရီထုံးတဲ့အတိုင်းပဲ ဖိုင်းကိုရောက်နေဘယ်လောက်ကြာပြီလဲအဲကျွန်တော်ဖိုင်းရောက်ဘယ်လောက်ကြာပြီလဲဆိုတော့ဘာလို့တော့သုံးအဲနှစ်ကျော်ကျော်နှစ်နှစ်ကျော်ကျော်ပေါ့နှစ်နှစ်ကျော်ကျော်တော့လောက်တော့ရှိပြီလိုလာခဲ့တယ်အဲ့တော့အပေါ်လာအောက်လာလေရင်လည်းလားခိုးလန်းလား sorry ကျွန်တော်အောက်လန်းရပါတော့အာပရမူလာအစားပေါ့မူလာအစားမဲဆောက်ကဆိုတော့မဲဆောက်မှာတော့အာမဲဆောက်မှာ တနှစ်နီးပါးလောက်နေခဲ့တယ်ပေါ့နော်၈လလောက်ပေါ့၈လအဲခလလား၈လလောက်နေခဲ့တယ်ပေါ့အဲမှာအဲကိုစန်းနေပါလေလောက်ပေါ့အဲနေပြီးတော့မှကျွန်တော်ဘာကကိုဒီကအမတယောက်ရဲ့အကူညီနဲ့အာအောက်လန်းနေပြီးတော့တက်လာခဲ့တော့ပေါ့နော်ဟုတ်မဲဆောက်ကိုလည်းအောက်လန်းရောက်လာတယ် မဲဆောက်ကနေတဆင်ဘန်ကောက်အထိကိုပါအောက်လန်းထက်လာတာလို့လားအာအဲ့လိုပဲပြောပါတော့ဘာလို့လဲဆိုတော့မဲဆောက်ကကျတော့လေအာကျွန်တော်တို့လာတဲ့အချိန်လုံးကကျတော့ဟိုပေါ်တင်ဝင်လို့မရတဲ့နေရာတွေရှိသေးတယ်ဆိုတော့ဟိုကန်းကူးကူးရတဲ့နေထားပေါ့လေဟိုကန်းကူးတာတော့ကျွန်တော်သိပါတယ်တော်တော်များများကန်းကူးနေဒီတိုင်းမခိုးဝင်နေကြတာလေကျွန်တော်လည်းခိုးဝင်မယ်ဆိုတော့ပြဿနာတိတ်မရှိဘူးအဲ့ဒါအဲ့ဒီကိစ္စစတိစနာအဲ့ဒီ မဲဆောက်ကနေပြီးတော့ဘန်ကောက်ကိုလာတဲ့အဲ့ဝက်တော့လာတဲ့လာဘလိုပုံစံမျိုးလာခဲ့ရတယ်အဲ့လေကျွန်တော်မသိဘူးအဲ့လေပြောပြပါလားဆက်စစ်ရသိကျင်တာဘလိုမျိုးလာရလဲမဲဆောက်ကနေပြီးတော့ဒီဟိုအလားနေလာတဲ့ feeling ကဘဝမှာတတလုံးမမေ့နိုင်တဲ့ feeling ပေါ့ဟုတ်လားဆိုတော့တတော်ဆိုးရတဲ့အနေထားအာကျွန်တော်တို့ကတော့အစကတော့ဩ ကားလေးနဲ့သွားတယ်ပေါ့လမ်းခေါ်တယ်ဆိုတော့အဲကားလေးအရင်လုံးသွားတယ်ပေါ့ခဏဒီအာနှစ်နာရီသုံးနာရီလောက်ပေါ့ကားနဲ့အရင်စီးတယ်ပေါ့စီးပြီးတော့အာပွဲစားအိမ်ကိုရောက်အဲပွဲစားဒီပထမပွဲစားပေါ့နော်ဒီဘက်မဲဆောက်ဘက်ကပွဲစားရဲ့အိမ်ကိုရောက်တော့တော်တော်ပြီးတော့လမ်းလျှောက်ရတာပေါ့အဲသူ ိမ်တော့မဟုတ်ဘူးသူတို့တောဆက်ကတော်တော်လေးသူတို့စခန်းပေါ့သူတို့ရဲ့စခန်းလေးကိုရောက်တယ်လေကားတွေကဆက်သွားလို့မရတော့ဘူးဆိုတော့ကျွန်တော်တို့အဲလမ်းလျှောက်ရတာပေါ့အဲ့ဒီရတယ်ဆက်ပြီးတော့အဲ့ဒီဆက်ပြီးတော့လမ်းလျှောက်လိုက်ရတာလျှောက်လိုက်ရတာဆိုတော့နှစ်နာရီအဲမမေရကျွန်တော်ညညဟိုလောက်ထိရောက်သွားမှထင်တယ်နှစ်နာရီသုံးနာရီလောက်တော့လမ်းလျှောက်လိုက်ရတယ်ထင်တယ်အာ တောင်းတောင်းတောင်းတော့ကိုတက်လိုက်ရတယ်အဲ့ဒီမှာပြီးတော့အာဒီဘက် last time last show နှစ်လိုက်သုံးလိုက်တော့ last show ပြီးတော့မှဒီဘက်အဘကောက်ဘက်ကိုတက်မဲ့ပွဲစားရဲ့အိမ်ကိုရောက်တော့မှကားနဲ့ပြန်သွားတော့ဗောဩကားနဲ့သွားတာဗောကိုရီးယားတော့ပြော်လို့ရှင်လို့ဗောဘယ်ဟုတ်မလဲအဲ့ဒီကြမ်းမှသိတာပိုဆိုးတာဒီကျွန်တော်တို့ဒီတပကတပက4 we ကားလေးတစ်စီးကိုသူရောက်နှစ်ဆယ်လောက်ကိုစအောင်ကိုတင်ရောက်နှစ်ဆယ်လောက်စမ်းပြန်တယ်သူတို့စကီးပေါ့ဟုတ်ရတယ်ကျွန်တော်စီးဘူးတယ်ရောက်နှစ်ဆယ်လောက်စအောင်တင်တယ်သူတို့စကီးသူကြီးကြီးကောင်းကောင်းလေးတင်ပါတယ်ကျွန်တော်ကိုကျွန်တော်ကိုရအောင်ထည့်တာဆိုတော့တော့တယောက်နဲ့တယောက်ထပ်ပြီးတော့စီးရတယ်ပေါ့ဗျာတယောက်နဲ့တယောက်ပေါ့တယောက်ထပ်စီးရတယ် ယောက်ျားလေးတွေကအောက်မှနေမိန်းလေးတွေကအပေါ်တက်တချို့မိန်းကလေးတွေခန္ဓာကိုယ်ကြီးတဲ့သူတွေအောက်မှနေအဲလိုမျိုးတွေပေါ့ဖြစ်ချင်တော့ကျွန်တော်ကန်ဆိုးတာကျွန်တော်အပေါ်မှာထိုင်နေမိန်းကလေးကအတော်ကြီးဖြစ်အတော်ကြီးဖြစ်ပြီးတော့ခန္ဓာကိုယ်ကလည်းတည်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 လားဆိုတော့မဟုတ်ပေါင်း90ရှစ်ခဲ့လောက်ရှိအော်တော်တော်စိတ်ကြတာ ဘယ်ကောင်မဲမဲရောက်ပါလေထိုင်းစုတောင်းနေကာနေကင်းကြီးပြတ်တာလားညဘက်ပြတ်တာလားညဘက်ပေါ့နေကင်းကတို့တို့ဖြတ်လို့မရညဘက်ညဘက်ကဘာအဲ့တော့မမရရမောင်းတဲ့ကလေးလေးရလေအသက်မပြည့်သေးဘူးတဲ့ဒီထိုင်းထိုင်းကလေးလေးထိုင်းကလေးလေးကမှလုံးဝဒီចောင်းသားအွယ်လောက်ပဲရှိသေးတယ်ကလေးလေးอืมอืมဒီကိုယ်သားရဲ့တူလားသားလားတော့မသိဘူး အကလေးလေးကမောင်းလာ။ဟိုးလက်ကုံကမောင်းနေဟာသူတို့ကသူတို့မှာပေါ်မှာကြတော့ဒါမှဘဝအေးစောတက်ထားတယ်ဆိုတော့လက်လို့ရရှင်လို့ရှင်လည်းတက်ထားတယ်ဆိုတော့ရဲကားလည်းမြင်ရောလက်လို့ချင်းဖွင့်ပြီးတော့အတကုံရှဲမောင်းပြီးတုတ်တာအကောလုံးကကြက်ကြက်ညံ့ညံ့နဲ့ဆိုတော့တကုံမောင်းနေတော့အကောလုံးကလည်းကြောက်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 နဲ့လိုက်နေရတော့ဒါမှလည်းတော်သွားသေးတယ်ဘာမှတော့ပြင်မသွားဘူးရဲကမလိုက်ဘူးလားနောက်က ။ရင်ကတကယ်တမ်းတော့မလိုက်ဘူး။ तू ကသူသူ့လုံးနဲ့သူသူကဒီတိုင်းကင်းလက်နေတဲ့ပုံစံမျိုးပဲ။ဟော။အဲ့ဒါသူကလန့်ပြီးတော့သူကသူမောင်းပြီးရ။အနေရှိရနော်။အဲ့ဒါအာကအက်စီဒန့်တွေပါဖြစ်နိုင်တယ်။ကျွန်တော်စဉ်းစားနေတာလေသူတို့ကအသက်မပြည့်သေးတဲ့ကလေးကိုမောင်းခိုင်းနေဆိုတာတကယ်လို့ပြဖမ်းမိသွားတယ်ဆိုရင်သူတို့ကဒါကလေးဆိုတော့အသက်မပြည့်သေးဘူးဆိုတော့အမှုကတိတ်မရှိဘူးကွာဟုတ်တယ်မလား အဲမင်းတို့မိရဲ့ကောင်တွေကတော့ကိုယ့်အောက်ခံသူတို့ဘက်ကကားသမားကြတော့အသက်မပြည့်သေးဘူးဆိုတော့သူတို့အဲ့လိုမျိုးကာပါပြန်လို့လို့ရအောင်ထည့်ထားတယ်အဲ့လိုပဲထင်တာပဲเนาะအဲအဲ့လိုပဲတော့တင်းတော့တင်းတော့ပဲသို့တော့သူတို့မှလည်းသူတို့ဥပဒေနဲ့သူတို့တော့အသက်မပြည့်သေးပဲပေါင်းပေါင်းနဲ့ကလေးကတော့အနည်းဆုံးတော့ဟိုဒံငွေရတော့အနည်းဆုံးကတော့သွားမှာပဲလေသူတို့သူကောင်ကူမှုဘာဘူးညာမှုတို့တို့ကတော့သူတို့ တော့တို့တို့ချိန်ဆက်နေသူတို့ကတော့ရှိကြတာပေါ့ကိုတွေပဲကြားရတဲ့စာကံဖြစ်တာပေါ့အဲပါပါအဲ့ဒါဟုတ်ပြီရောက်ပြီလားဘန်ကောက်ကိုဆက်ပြောပါဦးအဲဘန်ကောက်ကိုကျွန်တော်ရောက်ရောက်ပြီပေါ့နော်ဘန်ကောက်ရောက်တာကလည်းကျွန်တော်တို့ကဒီမှာအစတော့အာတရှင်းဆုံးမယ်ဘလုံးကံမယ်ပေါ့ကျွန်တော်ရွေးချက်ကတော့ဒါပေမဲ့ကုလောဆယ်တော့တရှင်းလဲဆုံးနေတယ်ဘလုံးကံလို့ကမရတော့ဘူး အဲဒီအကြောင်းကတော့နောက်နောက်ကြောင်းပြန်ရအောင်ကျွန်တော်ကျွန်တော်ကအဲဒီမဲဆောက်မှာတော့ concern လောက်တော့တိုက်ပေါ်ပြုတ်ကြတယ်ဗောနော် time meet accident ဖြစ်တာအလုပ်ထဲမှာအဲဒီအလုပ်ပဲဗော accident ဖြစ်တာဗောအဲဒီ type တိုက်အဒီဗောနော်တစ်ထပ်တိုက်တစ်ထပ်တိုက်ကိုကျွန်တော်တို့ကဒီမျက်နှာချက်မှာပတိတက်ရိုက်တဲ့အနေသားဗောပတိတက်ရိုက်တာလေကားလေကားက9မိနစ်လေကားဆိုတော့ ေကညင်သွားပြီးတော့ကျွန်တော်ပြုတ်ကြတော့အဲ့မှာဒီခြေတော့ကခြေဘွားအာတလေကောင်းနဲ့စားပြီးတော့ဟိုဖနောင်းထေးကြီးကျွန်တော်ပွတ်ထွက်သွားတယ်။အော်အော်အော်အဲ့အခုအခုအခုကတော့အဲ့ဒါတက်တာပါဘယ်အဲ့ဘောလုံးတော့ပြန်ပြီးတော့ professional live တော့ပြန်ကန်လို့မရတော့ဘူးပျော်တန်းတော့ကိုယ့်ကိုယ်ကန်လို့ရရတယ်ဘောလုံးကအရင်က professional ကန်ဘူးလား ရင်ကား professional ကံဘူးလားဆိုတော့ကံဘူးတယ်ကျွန်တော်ရင်ကားတော့ nationally မှာညမနိုင်ငံမှာတော့ nationally မှာကံတယ်ပေါ့နော်အာပြီးတော့ဒီ national league က Zagreb United နဲ့ Antwerp United မှာကျွန်တော်ကံဘူးတယ်ဟုတ်လားအဲ့တော့လူငယ်လားလူငယ်ပေါ့ဟုတ်ငယ်သင်းပေါ့အဲ့တော့ကတော့ဆရာ ယူ19ယူ19မှာပေါ့အဲ့တော့ဟုတ်ကဲ့ဘယ်ဘယ်ဘယ်နှစ်ခုနှစ်တိကံခဲ့လဲအမမရရကျွန်တော်ကျွန်တော်လည်းကံဆိုးတယ်လို့ပဲပြောရမှာဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီ professional life ကအကြာကြီးမခံလိုက်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်စကံတဲ့အချိန်တုန်းကကျွန်တော် covid ကသူမြတ်ဒီခြားနိုင်ငံတွေမှာဖြစ်နေကြတယ်အထိုင်းမှာလည်းဖြစ်နေကြတယ်ဒါပေမဲ့ညီမနိုင်ငံမှာအာမရှိသေးဘူးပေါ့မတွေ့သေးဘူးအဲ့ဒါဖြစ်ချင်တော့ ဟောတို့ပြန်လိုက်စာပြီးတော့ကန်နေတဲ့အချိန်လောက်ရောက်ခဲ့ကြမှာဒီမှာနိုင်ငံမှာအဲဒီကိုဗစ်ကိုစားသူစာတွေ့တဲ့အချိန်ကြတော့ဘလုံးပွဲတွေရနာလိုက်ရတယ်အဲ့ဒီမှာပဲကျွန်တော်ငယ်ငယ်တန်းကနေတဲ့ချင်းလေးကအဲ့မှာနေရက်သွားတယ်ဗျာอืมๆแล้วก็เนี่ยเสร็จပြီးတော့อ่าแกนเจเนဆိုပေမဲ့လေငယ်သင်းတွေอยู่ ရထားပြီးတော့မှအကြည့်သေးနေပဲသူတို့ဆက်ပြီးတော့ run သွားတယ်ပြီးတော့ covid တွေပြီးသွားပြန်တော့ကျတော့လည်းအာနိုင်ငံကြီးဘာကြီးညာကြီးနဲ့ပြန်ဖြစ်လာတော့မကန်ဖြစ်တော့ဘူးကိုညာတော့မကန်ဖြစ်တော့ဘူးဆိုတာနားလိုက်တာလားဘောလုံးသမားဘွားကိုအာအဲ့လိုပဲပြောရမှာပေါ့အဲ့လိုဘောလုံးသမားဘွားကိုနားပြီးတော့ထိုင်းကိုထွက်လာခဲ့လိုက်တာအဲ့လိုမျိုးပေါ့အာ ဒါပေါ်တာပေါ့အဲ့လိုပဲပြောပါတော့ဂျာထဲမှာတော့အဲတခြားတခြားအကြောင်းအရာလေးတော့ရှိသေးတာပေါ့နော်ဟောဆိုတော့ထိုင်းဝင်ရောက်လာတဲ့ချိန်ကလည်းအခုကကျွန်တော်ဘန်ကောက်ကိုကြောက်တဲ့အချိန်မှာကံကောင်းတာတစ်ခုကကျွန်တော်ကိုအကူညီမဲ့သူတွေပေါ်တယ်အာအကူညီမဲ့သူတွေပေါ်တယ်ဆိုတော့လေအာဝိုင်းပြီးတော့ဖေးမကြတယ်ပေါ့နော်ဒီရှင်းဆိုလဲရှင်းပေါ့ ဒီအာလုတ်ချင်တဲ့ပုံစံနေထားလိုက်အစာပိုင်းပေါ့အစာပိုင်းကတော့ကုညီတဲ့သူတွေပေါ်တယ်ဒါပေမဲ့နောက်ပိုင်းတော့ကိုယ့်ကိုယ်ပဲပြင်ရုံးရတယ်ပေါ့အမြဲတမ်းတော့သူများကုညီလဲယူလို့မရဘူးဆိုတော့အာကုလရှိတော့ကျွန်တော်ထိုင်းမှာစားတော့ဆိုင်လေးတွေမှာရှင်းစုနေတယ်ဘာကောင်းမှာစားတော့လေးမှာရှင်းစုတယ်ပြီးတော့ဟိုကျွန်တော်ကတော့ကျွန်내အလုပ်လေးတွေလည်းလိုတော့လိုချင်တော့ရှာတော့ရှာတယ်ဒါမှမတွေ့သေးဘူးပေါ့ ခုလက်ရှိတော့ဆိုင်ပါပဲရှင်းစို့တယ်โอเคအဆက်သွားလိုက်မယ်နော်โอเคဒီမကောင်းလားနှာကြည့်နာမမဟုတ်ဘူးဘုမမဘာလို့နာရင်ကျက်ပါညာပေါ့ဘာဖြစ်လဲရင်ကျက်တယ်ရင်ကျက်ပါညာပေါ့ဩပန်းနိုင်โอเคအဆက်သွားလိုက်မယ်နော်โอเค နေမကောင်းဘူးလားနှာကြည့်တာမမဟုတ်ဘူးဥပမာမှာမလုံးလားရင်ကျက်ပညာပေါ့ဘာဖြစ်လဲရင်ကျက်တယ်ရင်ကျက်ပညာပေါ့ဩပန်းနိုင်ရင်ကျက်ရှိရလားအဲ့လိုလားမဟုတ်ပါဘူးနော်မမဟုတ်ဘူးပန်းနဲ့ပန်းနိုင်ရင်ကျက်ရှိရမှာဥပမာဆက်လိုက်တော့ဟုတ်ဆက်လိုက်တော့ဟာလို့ချွဲကျက်နေတာဘယ်လိုလဲโอเค bro ဆက်သွားလိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်သိကြတယ်ဗျာအဲ့မှာ brother ကခုနဒီ covid ဖြစ်တော့ covid ဖြစ်တော့ဘောလုံးပွဲတွေကလူကြီးတွေကိုပဲပေးကမ်းမယ်လူငယ်တွေကိုလူငယ်ပွဲတွေနားလိုက်တယ်ဆိုတော့သူတို့ဘက်ကစာချုပ်ဖြတ်လိုက်တာလားအဲ့လိုလားကျွန်တော်အဲ့ဒါလည်းမရှင်းလို့အဲအဲ့ဒါကကြတော့ပုံမှန်လေးလေးပြောရလို့ရှိရင်ကျွန်တော်ကစာချုပ်မချုပ်ပါသေးဘူးကျွန်တော်ကန်တော့ရပါတော့เนาะကျွန်တော်ကဟို အဲ့ဒီမှာပွဲတပွဲနှစ်ပွဲလောက်ပဲကျွန်တော်လိုက်ကန်ရသေးတယ်ပရိုဖီအိုက်ဒီစာချုပ်ချုပ်ဖို့အတွက်ပေါ့နော်စာချုပ်မချုပ်ရသေးဘူးစာချုပ်ချုပ်ဖို့အတွက်ကိုဒီအရင်ဆုံးစူးစမ်းနေတော့ဆိုတော့အဲ့ဒီမှာကျွန်တော်ကကိုဗစ်လည်းဖြစ်လာတော့ဘာမနဲ့ညာလဲဆိုတော့အကုန်လုံးနားရမယ်ဆိုတဲ့အချိန်ကြီးကျတော့ကျွန်တော်ကအာစာချုပ်လည်းချုပ်မနေတော့ဘူးကိုယ့်ကိုဘလုံးမွေးလည်းနားရတယ်ဆိုတော့ကိုယ့်ကိုပဲကျွန်တော်က ကိုကိုမျိုးကိုပဲပြန်သွားလိုက်တော့ပေါ့နော်ကိုမျိုးမှာကိုပဲပြန်ပြီးတော့ရောက်ကွက်ပွဲတို့အာဒီမြို့နယ်ပွဲတို့တိုင်းပွဲတို့ပဲလိုက်ကြတော့အဲ့ဒါဆိုရင်ဒီ2019လောက်ဖြစ်မယ်နဲ့တူနော်ကိုပဲဖြစ်တော့အာဟုတ်ကဲ့ဟုတ်ကဲ့အဲတုန်းကတော့อืมဟုတ်တယ်အဲ့လောက်လောက်ပေါ့2019 2018 2019ကိုတလောက်လောက်ပေါ့အဲ့ချိန်မှာအသက်ဘယ်လောက်လဲ brother အဲ့ချိန်တုန်းကကျွန်တော်ကအသက်က18 ဆက်ရှင်တော့သူကလူငယ်အသင်းဆိုတော့ဟုတ်ကဲ့ဆက်ရှင်အာအာပြီးတော့တိုင်းကိုထွက်လာလိုက်တာပေါ့တိုင်းပြီးတော့ပလုံးကနေပဲကန်ပြီးတော့အဲတိုင်းကိုတော့တန်းထွက်မလာဘူးကျွန်တော်ကဒီကြားထဲမှာအဲဒီဘလုံးပြတ်မကန်တော့ဘူးပြီးတော့ဒီအာနာပင်းလိုက်တဲ့နေထားလျှောက်မှာဆိုတော့ဒီဘလုံးကလည်းထဲကကျွန်တော်ရဲ့ဆရာ ပြီးတော့ကျွန်တော်နဲ့အနောက်ထပ်ကျွန်တော်တို့ဘလုံးကနေထက်အခုတယောက်နဲ့၃ယောက်တို့အာဘယ်လိုပြောမလဲဒေါ်လာအင်းလုံးမယ်ဆိုပြီးတော့ကျွန်တော်တို့ဒေါ်လာကိုထွက်လာခဲ့လိုက်တယ်ပေါ့ဟုတ်အာဒေါ်လာမှာတကယ်နေပါလိတက်ရှင်းတယ်မှာတက်ပွဲတွေပါလေဝင်လို့လုံးလိုက်သေးတယ်နှစ်နှစ်လောက်ပေါ့နော်ဒေါ်လာမှာနှစ်နှစ်လောက်လုံးနေလိုက်ပြီဟုတ်တယ်ပထမဦးဆုံးအုံတော့ပေါ့ဒါပထမဦးဆုံးအစောဆုံးစပြီးတော့ ဟုတ်ဟုတ်ကဲ့ဆက်စားခြင်းဆက်စားခြင်းဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်အဲ့ပြီးတော့ဒီဘက်ကို time ဘက်ကိုလစ်လာလိုက်တာပေါ့အာအဲ့အဲ့တော့ပြီးတော့ဟုတ်တယ်အဲ့တော့ပြီးတော့ဒီနည်းနည်းလေးချိုးเจ้าရလေးတွေလည်းရှိတာပေါ့နော်အဲ့အကြောင်းမလို့ကျွန်တော်လည်း time ကိုတက်လာလိုက်တော့ time မှာ time ကိုရောက်လာပြီဆိုတော့အဲ့ရည်ရွယ်ချက်တွေကဘလုံးသမားဘွားတော့မဖြစ်တော့ဘူးပေါ့နော် ဘလုံးသမားတော့ရွေချက်ကတော့မဖြစ်တော့ဘူးပေါ့ဒါပေမဲ့လုံးကျန်အကောကိုချိုးသားခြင်းလည်းရသေးတယ်သို့တော့ဒီဘက်မှာကအချိတ်ဆက်တွေကကြတော့မရှိဘူးလေရှိလေရှိရှိတာတော့ရှိပါပဲတချို့မျိုးကလည်းဥစဉ်အကိုတွေနဲ့ခင်နေနေထားတွေသူတို့နဲ့ပြောပြောနေဆိုနေကြအဲဘယ်လိုပြောမလဲဒီတိုင်းပဲပေါ်လာကန့်နေတော့ရှိတော့ဒါပေမဲ့သူတို့ကိုကူညီတောင်းရမယ်နေထားတွေအတွက်ကတော့မလုပ်ချင်တော့အာဒီဘက်မှာ လမ်းလည်းမရှုပ်ချင်တော့ကိုယ့်ကိုတလမ်းဆိုတလမ်းပဲသွားတော့မယ်ဆိုတော့ကျွန်တော်တို့ဒီဘက်တရှင်းဆိုတဲ့အနေထားလေးရောက်ပဲအာတလမ်းလည်းပဲထောက်ထောက်လေးချက်နေတယ်ပေါ့နော်ကောင်းပါလေ one way ပေါ့ဟုတ်ကဲ့အဲဘာလို့ပြောကြ one way ဆိုတော့ကျွန်တော်ဒီတိုင်းပဲပြောတာ one way ကောင်းတယ်တလမ်းပဲတချောင်းနဲ့ပဲတစ်ဖြောင်းနဲ့ပဲသွားမယ်အမ်မရိုင်လဲတော့စိတ်တဲ့နဲ့ဟုတ်ပါတော့စိတ်မလှရှားတော့ပေါ့ဗျာပြောချင်တာဟုတ်ပဲ brother အဲ့မှာဒီတချင်းဆိုတာတခုတည်းနဲ့ကရက်တည်လို့ရလားအာချင်းဆိုတာတခုတည်းနဲ့ရက်တည်လို့ရလားဆိုတော့ဒါအာကျွန်တော်ပြောချင်တဲ့စကားထဲမှာတော့ပါတယ်ရက်တည်လို့ရလားဆိုတော့တပတ်မှာတပတ်လုံးအပြည့်မဟုတ်ရင်တော့မှာ9ရက်လောက်ပဲအာပုံမှန်တပတ်ကို9ရက်လောက်ပဲရှိတယ်သူဆိုလို့ရှိရင်တော့အာရက်တည်လို့ရတယ်ဒါကတော့ကျွန်တော် အမြင်ပေါ့နော်ကျွန်တော်တယောက်တည်းအမြင်ဆိုတော့ခြားစုတွေတော့ကျွန်တော်မပြောလို့တပတ်ကို9ရက်အများဆုံး6ရက်လောက်ထိရှိတဲ့သူတွေဆိုလို့ရှိရင်တော့ရက်တည်လို့ရတယ်ရနိုင်တယ်အာတပတ်ကို2ရက်3ရက်ပဲအာ3 4ရက်ပဲဆိုမယ်ဇန်နဝါရီကနားပဲဆိုလို့ရှိရင်အဲ့လူကဒါရက်တည်လို့မရပြေးကြတယ်အခုကကျွန်တော်တို့ကဒီရှင်းဆိုတဲ့ နေထားကကြတော့ပုံမှန်တခြားအလုပ်တွေထပ်တော့အဲပို့ပြီးတော့ရတယ်သို့တော့တခြားအလုပ်တွေကကြတော့ပုံမှန်ရှိတယ်ကျွန်တော်တို့ဟာကြတော့ပုံမှန်ရှိကြမှာလည်းရှိပဲဆိုတော့အဲ့ဒါလေးတွေမှာတော့ကွာခြားမှုလည်းရှိတော့ကျွန်တော်ဒီအနည်းဆက်ဆုံးပြောပြလို့ရမလား income တင်းဆိုပြီးတော့ရက်တည်တာအခု brother ဘန်ကောက်ရောက်နေရနော်ဘန်ကောက်မှာအခုကတော့ official ဖြစ်သွားပြီမလား official ဖြစ်သွားတော့ live ဆိုလို့ရတာပေါ့နော်ဟုတ်ကဲ့ official မဟုတ်ရင်အချုပ်ထဲမှာဆိုနေရတော့ဘူးခုလိုတော့ ဒါပေမဲ့ income က53ပြောရလို့ရှိရင်တော့အာပုံမှန်ပေါ့နော်ကျွန်တော်ဒီမှာလဲအတယောက်နဲ့တယောက်တော့မတူဘူး brother ဘာဖြစ်လို့လဲဆိုတော့အာ तू လဲ तू तू ပညာလျောက် तू လဲ तू အတန်လျောက် तू လဲ तू အတန်အလျောက်ဆိုပြီးတော့ကြီးတော့ရှိကြီးတယောက်နဲ့ကြောက်ကွဲတာတော့ရှိဒါပေမဲ့အာတချို့ဆိုင်တွေမှာကျတော့လဲအကုန်လုံးတပြေးညီတယ်ဒီလောက်ပဲပြီးတာလည်းရှိတယ်အာ ကျွန်တော်ကကျတော့ကျွန်တော်လည်းကိုအတန်းနဲ့ကိုအီချင်းနဲ့အလျောက်ရှိတဲ့အတွက်ကျွန်တော်မှကျွန်တော်ဈေးတက်တက်တန်းတက်မှတ်ထားတယ်ပေါ့နော်ဒီဈေးရရင်တော့ပုံမှန်ပို့ဖြစ်တယ်မရရင်တော့အရင်အလုတ်ခက်ခဲနေတယ်ရရင်စမပြေနေတဲ့အချိန်လေးလောက်ပဲအဲ့ထက်ကြီးလျှော့ပြီးတော့လိုက်ပို့ပြီးတော့ရှိတယ်အာပုံမှန်ကတော့ကျွန်တော်တို့ဒီမှာ income ကတညညကြီးနဲ့ရှင်းတာပေါ့နော်လာစားလည်းမဟုတ်ဘူးပေါ့ ကြာစင်းနေဆိုတော့တ냐ကိုတော့အနေဆုံးဒါဟိုဘာမှဖြောပြုံမဲဆိုလို့ရှိရင်တော့900ရှိရပေါ့ဒါတော့အနေဆုံးပေါ့နော်အာပွဲဆိုလို့ရှိရင်တော့ပွဲတွေပါတယ်ဒီမှာတော့ရှိတယ်ပေါ့နော်ပွဲတွေပါတယ်လုံးလုံးတဲ့ဆိုင်လေးလည်းရှိတယ်ဒါမှမဟုတ်တခြားဒီအာကထိန်ပွဲတို့ဘာတို့ညာတို့လုံးတဲ့ပွဲတွေလည်းရှိတယ်ပေါ့ဒီပွဲတွေမှာတော့အနေဆုံးကတော့ကျွန်တော်တို့ပုံမှန် နံပါတ်မကြီးသေးတဲ့လူတွေအနေထားအလျောက်ပေါ့နော်အာ2300တကွဲကိုတညကို2000 2300နဲ့ကျွန်တော် live ဆိုရယ်အာပုံမှန်တော့မရှိဘူးနော်ပွဲအာဒီတပတ်ကိုဘာရဲ့ income ကတပတ်ကိုအနည်းဆုံး9ရက်6ရက်လောက်ရှိမယ်ဆိုလို့ရှိရင်အနည်းဆုံးကတော့ဟိုသူ့ရဲ့လာစားတလားဆိုလို့ရှိရင်တော့1000ကျော်လောက်တော့ရှိတာပေါ့သူကအဲ့ ဘားတွေဘာတွေကကျွန်တော်တို့ဒီအစားအသောက်တွေဘာတွေရောအစားအသောက်တွေဟိုသမင်းတွေဘာကြီးကျွေးလာလို့ပေါ့သမင်းကျွေးမှာပေါ့ဟော FOC FOC ကတော့ရှိတဲ့ဆိုင်လေးလည်းရှိတယ်မရှိတဲ့ဆိုင်လည်းမရှိတချို့ဆိုင်လေးကကြတော့အာဒီဘီယာလည်းတိုက်တယ်သမင်းလည်းကျွေးတယ်ပေါ့မိုက်တော့တချို့ဆိုင်ချိုးဆိုင်ကကြတော့လည်းဘီယာတစ်လုံးပဲနောက်ထပ်အဲ့အဲ့ဒါဘာမှမရဘူးကျွန်တော်အဲ့ထပ်ပူရင်အဲ့ဒါကိုယ့်အကိုရှင်းရတယ် တပတ်ခုနောက်ဆုံးအဲကျွန်တော်ဆိုနေတဲ့အခုဘာအတစ်ကတော့တော်တော်လေးတော့ကောင်းတယ်လို့ပြောဘူးအဲ့ဒါဆိုပုံမှန်ကြီးလေးရတယ်ပုံမှန်ကြီးလေးရတယ်ပြီးတော့ဒီတညာတညာကိုကျွန်တော်တို့ music band အတွက်ကိုပဲတည်တဲ့ဒီ yeplane တစ်လုံးတစ်လုံးကထောင်းထားပြီးတော့ဗောနော်ဒါတော့အကောင်းဆုံးကောင်းတယ်ကောင်းတယ်ကျွန်တော်အားကြတယ်ဗျာ À, Regency, Regency từ lâu rồi nhà đánh thằng là vì thế. À, câu nói này thay đổi đó bây giờ tôi đòi ở đá rồi, của cái đó lấy biểu đó. Không má rồi, rồi phải cùng luôn chuyện đó mà. Sắp tăng chuyện thì qua cổ vậy. Tiếp chuyện thì lấy phát sinh lấy sủi rồi, xem bao to rồi to lại. Lâu vậy. là ai đi tay thế mà cho rồi cho rồi. À, လိုမျိုးခုနပြောလိုလိုအရင်လဲတိုက်တယ်ပြီးရင်တမင်လဲကျွေးတယ်တမင်ကလည်းမောပဲပဲရော့မသွားစားကွက်ကိုဒီလောက်ဝဲတော့အဲ့လိုမျိုးမဟုတ်ဘူးအကုန်လုံးဒါမိသားစုလိုမျိုးပဲ news van လဲအဲဒီဒီတရေနမရတော့ဘာကောင်းရောဒီစုဒီစီလဲစပွင့်တော့ဝိုင်းတော့ဆက်ပြီးတော့အကုန်လုံးတူတူစားကြတယ်ပြောရှိရှိပြောကြစကြအဲ့လိုမျိုးပေါ့ကောင်းပါတယ်ကောင်းပါတယ်အကြရဗျဒါ drink job ပဲเนาะ ်တွင်းတော့ဒါပေါ့စဉ်းစားကြည့်ရဘယ်လောက်မှန်းလဲစကီလေးထုလိုက်ပြီးရင်ကိုစိုးကျင်တာဆိုလိုက်ဟောကောင်နဲ့အောကောင်နဲ့လည်းအော်လိုက်ကိုကလည်းအော်လိုက်အဲတကယ်တော့ကိုလရှိကတော့ဒီလိုမျိုးဆိုင်လေးတွေဆိုလိုက်အပုံမှန်ကိုကကိုပိုင်းချင်းလေးထုလိုက်လည်းပဲအာလေပတ်နေပါဘူး ကိုပိုင်စင်းထုတ်တာအင်ကန်တော့မရသေးဘူးပေါ့ဒါတော့အကုန်ပေါက်တက်တက်အင်ကန်နေထွက်သွားတဲ့လူတိုင်းရဲ့စိတ်ထဲမှာအင်မတစ်ခုပဲရှိရတချို့ကမိသားစုအတွက်တချို့ကအနာဂတ်အတွက်ဒါမဲ့နှစ်တွေကြာလာတဲ့အခါမှာအဲ့ဒီအင်မကအများနဲ့ထပ်တူကြတော့ပေါ့ဟုတ်ကဲ့ဒါတော့အရှင်မြေချစကားပဲများပါ မိတ်ဆွေတို့လည်းမိတ်ဆွေတို့ရဲ့ခံစားချက်တွေကိုပြန်လဲဝေမျှပေးခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကိုတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်ဗျာကျွန်တော်ကရဲထုံးညော့ပါနားဆင်ပေးကြတဲ့အရောက်စီတိုင်းကိုကျေးဇူးတင်ရှိပါတယ်ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ